်မင်္ဂလာပါရှင် ကျွန်မကတော့ချီချိုဆမ်မ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါတော့မယ်ကိုရီးယားလောက်ကအတွက် special EPS topic ဆိုင်မပွဲကိုဝင်ရောက်ဖြည့်ဆို့မဲ့သူရှေ့အနီးပါပဲရှိတယ်လို့စစ်ကောင်စီဩဇာခံအစိုးရပြည်ပအလောက်ကအေဂျင်စီ ် POEA ကထုတ်ပြန်ထားပါတယ်။အဲ့ဒီစာမပွဲကိုဝင်ရောက်ဖြည့်ဆို့ခွင့်ရှိသူ9900နီးပါးရှိပေမဲ့ဖြည့်ဆို့ဖို့လျှောက်ထားသူ980ဦးပဲရှိပြီးဝင်ပြည့်မဲ့သူတွေရဲ့ဖြည့်ဆို့ခွင့်အမှတ်စဉ်ဖြည့်ရမယ့်ရက်နဲ့အချိန်တွေကိုထုတ်ပြန်ထားတာဖြစ်ပါတယ်။ special eps topic စာမွေးပွဲကိုဖြည့်ဆို့ခွင့်ရှိသူထက်ဖြည့်မဲ့သူ ရောင်းနေရတာက အသက်အရွယ်နဲ့အလောက်ကိုင်အခြေကျနေတာကြောင့်ဖြစ်နိုင်တယ်လို့ကိုရီးယားဘာသာသင်တန်းနည်းပြတယောက်က ပြောပါတယ် Special EPS Topic Cyberware မှာတောင်ကိုရီးယားနိုင်ငံကိုတွားရောက်လုကైခဲ့မှုတဲ့အလို့သမားတွေနောက်တစ်ချိန်တွားရောက်လုကైနိုင်အောင်ပြုလုပ်ပေးတဲ့ Cyberware ဖြစ်ပါတယ်ရှင်။ ချင်းပြည်နယ်ဟာခါမြို့နယ်ကဗန်ဟာချေးရွာစာတင်ကျောင်းကို စစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလင်းငယ်နေအောင်တည်ဆုံးပြီးကလင်းငယ်တရားနဲ့ဆရာမတရားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ချင်းမျိုးသားတပ်ဦး CNF စီကတည်ရပါတယ်အတူပါလ73ရက်မနေ့စနေနေ့ခွဲမှာဟာခါမြို့နယ်မိုင်30လောက်ဝေးတဲ့ဗန်ဟာချေးရွာကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာဒရုန်းနဲ့လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့တဲ့အတွက် ဗဟားကျေးရွာစာတင်ကျောင်းကိုထိခိုက်ခဲ့ပြီးပထမရန်ကျောင်းသားကလေးငယ်တယောက်နဲ့ပြစ်စမရန်ကျောင်းသားတယောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်ကျောင်းပတ်ဝန်းကျင်တန့်ရှင်းလုပ်နေတဲ့အချိန်မှာဂျက်ဖိုက်တာနဲ့ပြစ်ပြီးတဲ့အပြင်ဒုံးနဲ့ပါလာရောက်ပစ်ခတ်ခဲ့တာလို့ဆီယန်ကပြောရေးစုခွင့်ရှိသူ slide ထက်နေကပြောပါရယ်ချင်းပြည်နယ်မြို့တော်ဟာခါမြို့ပေါ်ကလွဲလို့တခြားနယ်မြေတွေကိုချင်းကပွဲပူပေါင်းတပ်ဖွဲ့တွေက ထိ ंछ ုတ်ထားတာဖြစ်ပါရယ် ပြခဲ့တဲ့အော်တိုဘားလရှိရကလည်းမင်တဲမြို့နယ်ကဝမ်မတူးကျေးရွာနဲ့ထင်းချောင်းကျေးရွာတွေကစာတင်ကျောင်းတွေကိုစစ်ကောင်စီတပ်ကလည်းကျောင်းကနေတက်ခိုက်ခဲ့တဲ့အတွက်ကျောင်းသား၃ယောက်နဲ့မတန်ဆွမ်းမျိုးသမီးတယောက်သေဆုံးပြီးပြည်သူ၂၂ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်ရှင်။ တနိုင်ငံလုံးအပြည့်အစာချုပ်ဖြစ်တဲ့ NCA ဟာလက်ဆုံနေပြီးအနာရှင်စနစ်အဆုံးသက်ရတာအဖြစ်ဖြစ်တာကြောင့်မြန်မာစစ်တပ်နဲ့မဆက်ဆံဖို့တိုင်းသာလက်နက်ကိုင်အဖွဲ့6ဖွဲ့ကနိုင်ငံတကာကိုတိုက်တွန်းလိုက်ပါတယ်။စိုးသူအောင်တရေပေးပို့ထားပါတယ်ရှင်။တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှု ရစဲသဘောတူစာချုပ် NCA ဟာဆက်အနာသိမ်းမှုနဲ့အတူဖျက်ဆီးခံလိုက်ရပြီဖြစ်တာကြောင့် UN ASEAN အပါအဝင်နိုင်ငံတကာတန်တမာရီအနေနဲ့ ဆယ်နှစ်ပြည့်အခမ်းအနားကိုမတက်ရောက်ဖို့တိုင်းရင်းသားလက်နက်ကိုင်6ဖွဲ့ကပူးတွဲတောင်းဆိုလိုက်ပါတယ်။ NCA ကိုနာမည်ခံပြီးပြုလုပ်တဲ့ဟန်ပြလုပ်ငန်းစဉ်တွေနဲ့2008ဖွဲ့စည်းပုံအောက်ကအတုအယောင်ရွေးကောက်ပွဲတွေဟာတရားဝင်မှုရကျင်တဲ့ဆက်အနာရှင်တွေရဲ့ကြိုးပမ်းမှုသာဖြစ်ပြီးပြည်တွင်ပြည်ပခါတွေကိုပို့ပြီးရှေ့ချစီလိမ့်မယ်လို့ NCA ရေထူရတဲ့ EAO 6ဖွဲ့ကအောက်တိုဘာ23ရက်ရက်စွဲနဲ့ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပါတယ်။ အဓိကကတော့နိုင်ငံတကာကနဲ့ဒီနေဦးတော်လှန်ရေးမှာကျွန်တော်တို့အတွက်ပြီးတော့တိုင်းသူပြည်သားတွေအတွက်လုံနိုင်တာအများကြီးရှိပါတယ်။စီရေးမဟုတ်ရင်တောင်တန်တမာရေးအရာတော်လကောင်းစီပေါ်ရေးအရာတော်လကောင်းဖက်ပေါင်းဆောင်ကနဲ့အဲ့ဒါလိုလူခွန်ကြီးကန္တာကနဲ့တော်လကောင်းလုံနိုင်တာမျိုးအများကြီးရှိပါတယ်။အဲဒါကြောင့်နိုင်ငံတကာကိုကျွန်တော်တို့ဒီအချက်အလက်တွေနဲ့တောင်းဆိုတာဖြစ်ပါတယ်။စစ်ကောမရှင်က NCA ၁၀နှစ်ပြည့်အခမ်းအနားနဲ့အလုံယုံဆွေးနွေးပွဲကို နေပြည်တော်မှာရှိတဲ့ MICC 1မှာအောက်တိုဘာ15ရက်ကနေ18ရက်အထိကျင်းပဖို့ပြင်ဆင်ထားပြီးနိုင်ငံတကာတန်တမန်တွေကိုပါဖိတ်ကြားထားတာဖြစ်ပါတယ်။ဒါကြောင့် EEO 6ဖွဲ့ကနိုင်ငံတကာအသိုက်အဝန်းအနေနဲ့ NCA ကိုအကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့စစ်တပ်ကကျင်းပတဲ့ပွဲကိုမတက်ရောက်ဘဲမြန်မာပြည်သူနဲ့အတူရည်တည်ကြောင်ပြသဖို့တောင်းဆိုခဲ့ပြီးအာဏာရှင်စနစ်အဆုံးသတ်ရေးတာအဖြစ်ဖြစ်တဲ့အကြောင်းဆိုပါတယ်။ဘလောက်ရက်ဆက်ကြမ်းကြုတ်တယ်နောက်ပြီးတော့ဘလောက်ကို ငင်းငင်းဆိုတဲ့စကလုံးနဲ့လွဲချော်နေတယ်၊ကွဲလွဲနေတယ်ဆိုတာကိုလည်းပဲဒီအချမ်းဖတ်စစ်တပ်ကအကြိမ်ကြိမ်တက်တည်ပြပြီးဖြစ်ပါတယ်ဗျာနော်။အဲ့တော့ကြောင့်မလို့ဒါကိုနားလေသဘောပေါက်ကြတဲ့တိုင်းသားတော်လိုင်းအင်အားစုတွေရောမပြည်သူလူထုတရက်လုံးရောနောက်ပြီးတော့ကျွန်တော်တို့မျိုးသားညီရဲဆိုးရွာရောဟာနော်ဒီအချမ်းဖတ်စစ်တပ် ကဲခင်ပေးထားတဲ့လမ်းကြောင်းမဟုတ်တဲ့မဟုတ်တဲ့ပေါ့နော်တကယ်ကိုစစ်မှန်တဲ့ငင်းငယ်ရေးကိုရရှိနိုင်ဖို့ဒါအတူတူအဲကျွန်တော်တို့သဘောတူညီချက်တွေရယူရတယ်ပြောဆိုဆွေးနွေးကြတာတွေနောက်ပြီးတော့ဘလို့ပုံစံမျိုးနဲ့ရှေ့ဆက်သွားကြမယ်ဆိုတဲ့ကိစ္စတွေကိုတိုင်ပင်ဆွေးနွေးလျက်ရှိကြသလိုဆက်လက်ပြီးတော့လည်းဥပပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်ဗျ2015ခုနှစ်အောက်တိုဘာ15ရက်နေ့2018ခုနှစ်ဖေဖော်ဝါရီ23ရက်နေ့ဒီမှာ NCA စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တဲ့တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့10ဖွဲ့ရှိခဲ့ပါတယ် အခုထုတ်ပြန်ချက်တွေမှာကရင်မျိုးသားအစည်းအရုံး KNU မြန်မာနိုင်ငံလုံးဆောင်ရာအကြောင်းသားများ Democratic တပ်ဦး ABSDF ချင်းမျိုးသားတပ်ဦး CNF ပိုးဝမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL လာဟု Democratic အစည်းအရုံး RDU တို့အပြင်မွန်ပြည်သက်ပါတီဆရာနာရှင်တိုက်ဖြတ်ရေး NMSP AD တို့ကထုတ်ပြန်တိုက်တွန်းလာတာဖြစ်ပါတယ်။ကြံဖွဲ့တွေကတော့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLPC ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DGBA နဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ARP တို့ပဲဖြစ်ပါတယ်ကျွန်တော်စိုးသူအောင်ပါ အမေရိကန်ဗဟိုဘဏ်ကအတိုးနှုန်းဖြတ်တောက်ခြင်းနဲ့ကမ္ဘာကုန်သွယ်မှုအခြေအနေအပေါ်စိုးရိမ်စိတ်တွေမြင့်တက်လာခြင်းတို့ကြောင့်နိုင်ငံတကာရွှေဈေးဟာအော်တိုဘာလ17ရက်မှာနောက်ထပ်အမြင့်ဆုံးအဆင့်အသစ်တစ်ခုစီရောက်သွားခဲ့ပါတယ်။အရောဝယ်ပြီးဆုံးချိန်မှာနယူးယောက်ကုန်သွယ်မှုဆိုင်ရာ Cozy Store အချိန်မှာဒီဇင်ဘာအရောပို့မဲ့အနာဂတ်ရွှေဈေးဟာတောင်စကိုအမေရိကန်ဒေါ်လာ4133.33ဒေါ်လာနဲ့ဈေးပိတ်ခဲ့ပါတယ်။ရွှေဈေးဟာ3.31ရာခိုင်နှုန်းဒေါ်လာမှာဖြစ် ်ပြီးအပိတ်စည်းနှုံးတွေအတွက်အချိန်တိုင်းအမြင့်ဆုံးအသစ်ကိုသတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ BBO မြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆမ်းပါရှင်။